ရှင်သာတိချံကိုသွားတဲ့တရက်တာလှူရှားမှုလေးရဲ့အစရုပ်တံမှတ်တမ်းလေးဖြစ်ပါတယ်။ဘုဆိုင်ရဲ့စီးတော်စီးတော်မြင်းပေါ့ဗျာ။125 125မြင်းကလေးအခုဆိုင်သွားနေကြဘွက်ကလေးတွေနဲ့လမ်းလေးပေါ့ကျွန်တော်မြင်နေကြည့်တော့တာရပါတယ်။ရှည်လေးတွေဆိုးတယ်နည်းနည်းပါးပါးချော်တယ်ဒါတွေကတော့ကျွန်တော်ဂျေဆုရှင် ဘိုးဘွားတွေဦးလေးတွေအမွေပေးထားတဲ့စင်စောသည်ချံဟုတ်မစင်စောသည်တလုံးလုံးနှလုံးလုံးတီးနေပါလေခဏလေးလောက်ပါအဲနှလုံးလောက်ရှိတယ်နော်ဒါစင်စောသည်ပင်လို့ခေါ်ပါတယ်အဆူတွေပါပဲဒါပေမဲ့အဆူပါပြီမဲ့လဲအကျိုးပြုတော့အပင်နေသဖြင့်ဖြစ်တယ်လို့ပဲခိုင်းနိုင်ပြီပြောပြရစေဒါကိုဆိုင်းသွားမယ်နန်းလေးအတိုင်းပြန်ပါမယ်ပွက်ကလေးတွေနဲ့ချော်လိုက်ပြန်ထလိုက် ဘဝရဲ့အစိတ်ပိုင်းတစ်ခုဆိုရင်တော့မမားဘူးပေါ့လေနော်အားလုံးပဲခုလိုကျင်းမြောင်းတဲ့လမ်းခီလေးတွေသွားတဲ့အခါမှာလဲအဲဘွက်လေးတွေကိုပဲပေါ်ပြပြီးသွားတာပါအဲ့တော့ခီလန်ရှောင်းမှာဝန်သားစရာလေးတွေအများကြီးထရတစ်ခုကိုကြွားခွင့်ပြုပါကျွန်တော်တောင်းပါမှာသူတဘာဝအလျောက်ပောက်တဲ့အခါသီးလို့ခေါ်တော့ဗောနော်ဒါလေးတွေကိုကျွန်တော်တို့ကခင်းကျင်စီထောင်းစားကြတယ် တဘာဝပြီးတဲ့ဆေးဆွမ်းကောင်းတလက်ဆွနဲ့မမပါဘူးခါးသီးဆိုတဲ့အတိုင်းပဲဆေးဖက်ဝင်နေပုံလीနော်ဒါလေးကျွန်တော်ကိုဆိုင်းရဲ့စီးတော်မျိုးမှာပါတဲ့ဟာတော့ဓာလေးပါပါတယ်ပောက်ပြားလေးလည်းပါတယ်ကော်ပြားလေးလည်းပါတယ်အားလုံးကသူ့ရွေချင်တဲ့သူပေါ့လीနော်ဒီမှာစိုက်မဲ့မျိုးစိချန်စိုက်မဲ့မျိုးစိလေးလည်းပါပါတယ်ဟုတ်ကဲ့ဒါတော့ကျွန်တော်ချင်စွားသီးပင်စိုက်ထားတဲ့ပင်လေးကိုမြေဆွပြီးတော့မှမြေအုံပြီးတဲ့သဘောပေါ့နော် ်ကျွန်တော်ဒီပင်လေးပါမနေ့ကဆိုင်တဲ့ပင်လေးတွေပေါ့ရွက်လေးတွေစိမ့်နေသေးတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ညှိစော့ပြီးတဲ့ကျွန်တော်မိတ်ဆွေပင်လေးတွေပါမိတ်ဆွေကျွန်တော်သည်ပင်ရဲ့အရွက်လေးတွေပါအရွက်တွေကကျွန်တော်သိတော့3မျိုးရှိတယ်ပေါ့နော်ဒါတစ်မျိုးဒီချန်တော့မှ3မျိုးလောက်စိုက်ထားတယ်ဒါလေးကအရွက်တော်နည်းနည်းလေးပိုးကြနေတယ် တနာပါတယ်ကျွန်တော်အပင်လေးတန်ရာလေးနဲ့ရှိနေတယ်ပေါ့နော်ဒါတော့သူ့ကိုကျွန်တော်တို့မြေလာအုံမိတဲ့သဘောပါ ပင်စီနားလေးကိုမြေတွေအုံမိတဲ့ခါကျရင်အဆိုးတဲ့လက်ထိန်းနေပေါ့နော်အဲ့အတွက်ပါအခုဆောင်းနေဝင်တော့မှဆိုတော့တိတ်မကြခင်ဆိုတော့လက်ထိန်းပြီးနှွေးရသည့်အတွက်အဆင်သင့်ဖြစ်အောင်အခုတွေကပြင်ဆင်ထားခြင်းနဲ့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းတော့မောမတကောတော့အလုပ်လာလို့ဒီမင်းစားရပေါ့ကိုဆိုင်ဟင်းကြီးကတော့ရေစမရေပဲ တန်တန်နေဘာမှမပြောထိုးကြောင့်ကျမ်းမာနေသည်ပေါ့ဗျာကိုဆိုင်လို့ရောအလဲလိုင်းဒီလိုဒီလိုချစ်ဆရာကောင်းတဲ့အကောင်လေးနဲ့လည်းမိတ်ဆက်ပေးမယ်နော်ကျွန်တော်တို့သူ့ကိုချစ်စနိုးလေးနဲ့ကျွတ်လို့ခေါ်တာပေါ့လေနော်ကျွန်တော်တို့ရဲ့အသွေးသားကိုစုပ်တော့သူနဲ့ကျွန်တော်တို့ကနေင်းထိုင်ရအမျိုးပါတော်သွားရောအလိုဆူဆွတ်တဲ့နေရာမှာပို့ပြီးရှိတာပေါ့နော်ဒီအကောင်လေးကကျွန်တော်မိတ်ဆွေဟောင်းလေးပါလို့ပဲမိတ်ဆက်ခွင့်ပြုပါတော့ပါကိုဆိုင် ဆန်သွားတဲ့အမတ်တရားလေးပါ။နေရာတော့ရဲဆက်ဆက်ပူတယ်။သူမလည်းမတက်နိုင်အောင်လူဘွားဆိုတာနေမြင့်အသက်ကြရှိတယ်နော်။ကိုဆိုင်ပဲအပိုင်းရောက်နေတယ်မသိဘူး။ဒီခြားတော့ကိုဆိုင်ကြိုးစားမဲ့အပိုင်းမှာရောက်နေလို့ပဲပြောချင်တယ်။ကျွန်တော်မျိုးတွေအားလုံးလည်းစမပြေခက်ခဲကြုံတဲ့ခါကြရင်ကြိုးစားပါအမရှော့ပါနဲ့လို့ပဲအပိပြားစီအားလုံးပဲကောင်းတော်နေပါ။